အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Fabric ကနေတဖန်ပြန်လေးကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့အသေးငယ်သူတွေရှောင်ရှားတဲ့နဲ့နိုင်ငံတကာမှာဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ The Conjure Universe ဆိုတဲ့တရားရုပ်ရှင်သုံးခါကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ Conjure Universe တဲ့ကိုပြင်မဝင်ခင်တည်ထားတဲ့အချက်လေးတွေကိုအရင်ဆုံးဝေမျှပေးချင်ပါတယ်။ဒီ Conjuring စကားသုံးခါက Annabelle တဏ္ဍန်ဆိုတဲ့တရားကားတွေနဲ့ Universe တူတူဝေမျှနေတာပဲဖြစ်ပါတယ်။ ဒီ Gunjun Universe ကတော့ Ed နဲ့ Lorraine Warren လို့ခေါ်တဲ့ Ralloga နဲ့ပတ်သက်ရင်လူတွေကိုကူညီပေးတတ်တဲ့လင်မယားနှစ်ယောက်ကြောင့်ကိုအဓိကရည်ကူးထားတာဖြစ်ပါတယ်။ဒီလင်မယားနှစ်ယောက်ကအပြင်မှာတကယ်ရှိပြီးဒီဇကာ၃ငါးကလည်းဖြစ်အမှန်ပေါ်အချိန်ကရည်ကူးထားတယ်လို့သိရပါတယ်။ဒီဇကာ၃ငါးကတော့ Infestation အိမ်တအိမ်မှာမမြင်အပ်တဲ့တစုံတရာဆွဲကပ်ပြီးလူတွေကိုဒုက္ခပေးရဆွဲကပ်ခြင်း။ Oppression မကောင်းတဲ့အရာတစ်ခုကတားကောင်ကိုရွေးချယ်ပြီးရံဖန်ရံခါပုတ်ကတ်ကအလွန်မင်းစိတ်ဒုက္ခကိုဒုက္ခပေးပြီးဝိညာဉ်ချွေတဲ့ပြိနေခြင်းနဲ့ Possession လုံအောင်အုပ်တုံပုကတ်ချင်းဆိုတဲ့အပမိချင်းပုံစံသုံးမျိုးကိုမိញမ်းရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇကားထဲမှာတော့လက်တွေ့ဘဝခရီးရန်ယူဆရင်းနဲ့ကွဲလွန်မှုနည်းငယ်ရှိနိုင်ပါတယ်။ဒါပေမဲ့ Director James Wan ရဲ့ရိုက်ကွက်ဆိုတဲ့အတိုင်းစိတ်၆၆အောင်တဖြည်းဖြည်းလုပ်တတ်တာ၄အတန်နဲ့ကြီးစုသူရဲ့စိတ်ကိုဖန်ယူထားတာ၄ရုတ်တရက်မထင်မှတ်ထားတဲ့နေရာကနေ၆လက်နာတွေကိုပြေဝါကြီးစုခံစားရမယ်။ The Conjuring ဇကားသုံးပါပဲဖြစ်ပါတယ်ခင်ဗျာ။ဆိုတော့ကျွန်တော်တို့စလိုက်ကြရအောင်ပါ ပထမဆုံးတကားကတော့ The Conjuring 2013ဒီစကားကတော့1992ခုနှစ်မှာ Rhode Island မှာရှိတဲ့အိမ်ကိုပြောင်းမိသွားပြီးဖြစ်ရဆိုးတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ Parent Family Parameter စုကြောင့်ကိုလည်းကူထားတာပါစကားဆမှာတော့ Parent Family ကရေကန်သားမှာရှိတဲ့အိမ်ကိုပြောင်းသွားပြီးတိတ်မကြခင်မှာပဲထူးဆန်းတဲ့အရာတွေကိုစတင်ကြုံတွေ့လာရပါတယ်နိုင်လက်တန်တိုင်းကမနက်3:00မိနစ်မှာရက်နေတာတွေမကောင်းတဲ့တစုံတရာရှိနေတာကိုခံစားမိလာတာတွေနောက်ပိုင်းမကောင်းဆိုးဝါးကရုံလုံးထွက်ပြလာတာတွေအထိ ီမိသားစုကိုမျိုးမျိုးနှိမ့်ဆက်နေကြတာပါဒီစကားရဲ့ကြောက်စရာကောင်းဆုံးပိုင်းနေတဲ့တစ်ခုက Carolyn Parent ဆိုတဲ့မိခင်ဖြစ်သူကသူ့ရဲ့သမီးငယ်ဆုံးလေးနဲ့တူ Hide and Club ဆိုတဲ့တူတူပုံနဲ့ကစားရေးတစ်မျိုးကိုကစားတာပဲဖြစ်ပါတယ်ပုံနဲ့သူကတနည်းအားမှာပုံနေပြီးလိုက်တဲ့သူကတစ်ခုတစ်ချက်တီးတိုင်းပုံသူကလည်းတစ်ချိန်စီတီးရတာပါသူတို့အိမ်ပေါ်တော့မှာကစားနေရင်လည်း Carolyn ကလက်ကုတ်တန်ကိုအင်းအောက်ထက်ကနေကြားလိုက်တာပါအောက်ထပ်ကိုရောက်တော့မြောက်ခန်းမှာလက်ကုတ်တန်ထွက်လာတာပါမြောက်ခန်းကမီးလည်းမရှိနေဆိုတော့ သူ့သမီးကိုစိတ်ပူပြီးအောက်စင်းရင်းမိချစ်ဆန်လေးကိုချစ်လိုက်တဲ့အခါမှာလူမဟုတ်တဲ့လက်စုံကသူ့ရဲ့အနောက်ကနေထွက်လာပြီးဆိုပြီးလက်ခုပ်တီးသွားတာပါပြီးတော့နောက်ပိုင်းမှာသူ့ရဲ့သမီးလေးက music box လေးတစ်လုံးနဲ့တယောက်တည်းစကားတွေပြောနေခဲ့ပြီးကလေးကသူ့ရဲ့မိကို music box လက်တံလေးကိုလှည့်လိုက်ပါအချင်းစုံရင် box ထဲမှာရှိတဲ့မှန်ကန်လေးတစ်ခုခုမြင်ရတယ်လို့ပြောပြီးနောက်ပိုင်းမှာတော့တကယ်မြင်လာရပါတယ် ီလိုမျိုးချောက်လန့်ခံရတာများလာတော့သူတို့ကတဘာဝတော်ကိစ္စရဲ့တွေနဲ့ပတ်သက်ပြီးလူရီကိုအကူအညီပေးနေရဲ့အက်နဲ့လော်ရင်စီတွားပြီးကူညီတောင်းပါတော့တယ်။လော်ရင်ကအကြမြင်ရနေတာဖြစ်ပြီးအဲ့ဒီအင်ကိုရောက်တာနဲ့မိမတစ်ယောက်ကအင်ရှိကတစ်ပင်မှာကျိုးဆဲချသိနေတာကိုဗီရှင်မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့မကောင်းဆိုးဝါးက making ဖြစ်သူ Caroline Perrin ကိုပုတ်ကပ်ပါတော့တယ်။ဒီနေရာမှာအပနေခြင်းဆိုတာက Vatican က license ရ Father တွေပဲလုပ်လို့ရတာပါ။အပနေမှုတော့ကမကောင်းဆိုးဝါးရဲ့နာမည်ကိုအတိအကျသိရပြီးဘုရားသခင်ရဲ့နာမတော်နဲ့နှင်ရတာပါ။ဒါပေမဲ့ ်အကောင်းဆိုးဝါးကဖာသားကိုမိမျိုးတော်အောင်လုပ်ပြီးအပနေရမယ့်တာဝန်က@ကြီးကိုရောက်လာပါတော့တယ်။မကောင်းဆိုးဝါးက parent family ရဲ့ကလေးတွေကိုတပ်ပစ်ချင်နေတာဖြစ်ပြီးနောက်ဆုံးအပနေမှုချင်းအောင်ထားရကနေလျှောက်သွားခဲ့ပါတယ်။ပြီးတော့မကောင်းဆိုးဝါးကကလေးတွေကိုဆွဲခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့@ကအဲ့အင်ကမတန်နေကိုရှောက်ဖွေခဲ့တုန်းက Vashiva ဆိုတဲ့ဆုံးမတူကအဲ့အင်မှာပဲသူ့ရဲ့ကလေးတွေကိုပြန်တက်ပြီးရစ်ပူစော်ခဲ့တာကိုအမှတ်ရပြီး Vashiva ဟုလမ်းအော်ပြီးမကောင်းဆိုးဝါးကိုငရဲကိုနှင်ထုတ်လိုက်ပါတော့တယ်။ဒါနဲ့

2016ဒီစကားကတော့ consumer car တွေထဲမှာကြောက်စရာအကောင်းဆုံးနဲ့စိတ်ကျဉ်ကျဲ့ဆုံးစကားလို့ကျွန်တော်ကတော့ထင်ပါတယ်ဒီကားမှာတော့ Loring က Midville ဆိုတဲ့နာမည်ကြီး6လောက်မြိုင်လူသတ်မှုဖြစ်ခဲ့တဲ့အိမ်မှာစုံစမ်းမှုပြုလုပ်နေတော့ရက်9ပြည်လောက်မြင့်နဲ့ Korean တိလရှင်ပုံစံနဲ့မကောင်းဆိုးဝါးကိုမြင်တွေ့လိုက်ရပါတယ်နောက်ပိုင်းမှာသူ့ရဲ့ခင်မုန်းဖြစ်သူကလည်းဒီမကောင်းဆိုးဝါးကိုအိမ်မှာထည့်မှတ်လာပြီးမေမသွားအောင်လို့ပုံစံတူပကြီးတစ်ခုကိုဆွဲထားလိုက်ပါတယ် လော်ရင်ကတခုခုမူမမှန်တာကိုသတိထားမိပြီးနောက်ပိုင်းသူတို့ကိုမှုလိုက်အရင်တက်ဆောင်မှုဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာတော့လန်ဒန်က Anfield မှာ Hawkson Family ရဲ့မောင်နှမ၃ယောက်ထဲကမိလက်ဖြစ်သူ Janet ကလွန်မင်း၆လက်ခံနေရပါတယ်အောက်ထက်အကန်မှာ TV ကြည့်ရင်ဆိုဖာနောက်ကပက်လက်ကလက်ထိုင်ကလှုပ်လာလိုက်ညဘက်ဒီမှာဆိုရင်လေဘော်ဒက်ကအိတ်ခန်းထဲမှာအရင်အောက်ထက်ကပက်လက်ကလက်ထိုင်မှာရုတ်တရက်နိုးလာလိုက်နဲ့မကောင်းတဲ့အရာတခုခုကသူမကိုမျိုးမျိုးဖိနှိပ်နေခဲ့ပါတယ်နောက်ပိုင်းထိုင်ကောင်းနေလှုပ်လှွှေ့တာတွေပစ္စည်းတွေလေးပေါ်ပြန်ပြီးအိမ်ထဲကလူတွေကိုပြစ်ပောက်တာတွေကြောင့် သူတို့ကရဲကိုခေါ်ပါတော့တယ်။ရဲတွေရဲ့မျက်စိရှိပါတယ်။ခုံတလုံးကသူ့လိုလိုယူသွားတော့ရဲတွေလည်းကြောက်လန့်ပြီး Warren Family နဲ့ဆက်သွယ်ပေးလိုက်ပါတယ်။ဒီခါမှာ election ပုံစံနဲ့မကောင်းဆိုတာက Lorraine တို့အိမ်ထိရောက်လာပါတယ်။ Lorraine ကို add သေးတဲ့ပုံစံပြပြီးမမပါဖို့တားခဲ့တာပဲဖြစ်ပါတယ်။ဒါရီက Lorraine အကြမ်းမြင်တာဖြစ်ပြီးလက်တွေ့မှာတော့ Lorraine ကတမချန်းစာကိုဖျင်းညှိုးနေခဲ့တာပါ။နိုးလာတော့ချန်းစာအုပ်ကလည်းစုတ်ပြတ်နေပြီးသူလိပ်ပြလွင့်နေတော့ကိုတိုင်ရစ်ချက်မိထားတာဖြစ်ပါတယ်။ လော်ရင်းကသူ့ရဲ့မိသားစုအန်နီဖြစ်မှကြောက်ပြီးမဲ့၁၇နှစ်သမီးလေးဖြစ်တဲ့ဂျန်နက်ကအသက်ဆုံးရှုံးရတော့မှာကိုမျက်ကွယ်မပြုနိုင်တာကြောင့်နောက်ဆုံးမှာကိုညီဘိုဆုံးဖြတ်လိုက်ပါတယ်။စုံစမ်းကြည့်လိုက်တော့ဂျန်နက်ကို၆လနဲ့နေတာကဘေးဝေကင်ဆိုတဲ့ဟော့ဆန်မိသားစုနေတဲ့အိမ်ကပလက်ထိုင်ကုန်းပေါ်မှာတည်ဆုံးခဲ့တဲ့ဖိုးအိုဖြစ်ပြီး၆လရတဲ့အကြောင်းရင်းကိုပြီးတော့ဖိုးကပြန်မဖြေနိုင်ခဲ့ပါဘူး။နောက်ပိုင်းလော်ရင်းကကြားမြင်တဲ့ကြီးတော်မှာဒီလရှင်ပုံစံနဲ့မကောင်းဆိုတာကဘေးကိုထိန်းချုပ်နေခဲ့တာပါ။ဂျန်နက်ကလည်းပြင်ပန်းလာပြီးလက်လျှော့ဖို့ဆုံးဖြတ်လိုက်တဲ့အခါ မကောင်းဆိုးဝါးကဂျန်နေရဲ့ဝိညာဉ်ကိုနှုတ်ဖူးလုံးနေချိန်မှာပဲလော်ရင်းကသူစာအုပ်မှာရေးရှိထားတဲ့အရာတမန်မဟုတ်ပဲမကောင်းဆိုးဝါးရဲ့နာမည်ဖြစ်နေတာကိုသိပြီးအိမ်မကိုပြေးတတ်တဲ့ချိန်အက်ကလည်းဗရင်းမော့ကနေပြုတ်ကြပြီးအောက်ကတင့်ငုံမှာထိုးဆိုင်မိပြီးတည်တော့မဲ့ချိန်ဘဲလက်ဆိုပြီးမကောင်းဆိုးဝါးရဲ့နာမည်ကိုခေါ်လိုက်ချိန်မှာတော့ရရအားလုံးငြိမ်သက်ပြီးပနေလိုက်နိုင်ပါတယ်ဒီဇကားမှာရအားလုံးဆိုးဝါးနေတဲ့ချိန်အက်ကဟော်ဆန်မီတပ်စုလေးစိတ်သက်သာရရစေဖို့ can help falling in love ဆိုတဲ့တဲ့ချင်းလေးကိုဂီတာလေးတီးပြီးဆိုပြတဲ့စီးင်က ကြည့်ရှုသူကိုပါတခဏတာစိတ်သက်သာရစေပါတယ်။နောက်ဆုံးမှာ add ကထုံးစံတိုင်းသူတို့အမှုဖြည့်ရှင်းပြလိုက်တဲ့အိမ်ကအရုပ်တစ်ခုကိုယူလာရင်ဇကားကဆုံးသက်သွားပါတယ်။နောက်ဆုံးဇကားဖြစ်တဲ့ The Conjuring The Devil Made Me Do It 2021ဒီဇာကားတော့ဂျန်နေနှကားနဲ့မတူပဲ 1982ခုနှစ်မှာတရားရုံးကတကယ်လူသက်မှုမတန်ကြောင်းရိုက်ကူးထားတာပါ။အာနီဂျွန်ဆန်လို့ခေါ်တဲ့လူငယ်လေးကသူ့ဟာမကောင်းဆိုးဝါးပုက္ကတာကိုခံရပြီးလူတွေကိုတတ်မိခဲ့ရလို့ဆိုပါတယ်။ဇလန်းက60ခန်းခုနှစ်မတူပဲဒီအချိန်မှာအက်နဲ့လော်ရီနိုကဒေးဗစ်ကလာဆာဆိုတဲ့ရှစ်နှစ်ရွယ်ကောင်းလေးတူကိုအပနေရကနေစပါတယ်။ဒီနေရာမှာဒေးဗစ်မရဲ့ချစ်သူအာနီဂျွန်ဆန်ကလည်းရှိနေခဲ့ပြီးကောင်းလေးခံစားနေရတာကိုမကြည့်ရလို့ငါ့ကိုခေါ်သွားပါလို့တီတူပြောပြီးနောက်မကောင်းဆိုးဝါးကဒေးဗစ်ကိုရီယာနေထွက်သွားပါတယ်။အက်နဲ့လော်ရီကလည်းအပနေနာပြီးသွားပြီလို့ထင်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာအာနီကမကောင်းတဲ့အရာတွေကိုမြင်လာရပြီးသူနေတဲ့အိမ်ရဲ့ပိုင်ရှင်ကိုတက်ပြစ်လိုက်ပါတယ်။ဒါကိုအာနီကမှတ်မိပါဦး။လော်ရင်းကလည်းဒီပုံစံကထူးဆန်းနေပြီးပုံမှန်ဖူးကတ်တာတော့ဖြစ်နိုင်မှုဆိုပြီးစုံစမ်းကြည့်လိုက်တော့ဒေးဗစ်ရဲ့အိမ်အောက်မှာစုံတက်နေပြုတ်လောက်ထားတဲ့ရုပ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။နောက်ပိုင်းမှာစုံမကလော်ရင်းတို့အိမ်အထိရုပ်တစ်ခုကို လာထားပြီးအက်ကိုချင်းစာတက်လိုက်တော့အက်ကလော်ရင်းကိုတမိကန်နီတီကိုဖြစ်ခဲ့ပါတယ်။ဒီစုံမရဲ့ဒီနေရာကိုရှာပြီးသူ့ရဲ့ရစ်ပလင်ကိုဖျက်ဆီးမှ add your arnioba ကြော်ခွင်ထဲကလွတ်မှာဖြစ်တာမလို့ရှာကြည့်လိုက်တော့အစုံမကအရင်ကနာမည်ကြီးပါနေဖာသာရဲ့သမီးဖြစ်နေခဲ့ပါတယ်။ဖာသာစီတွားလေတော့သူ့ရဲ့ဆုံးတက်ကရစ်ပူဇော်ရတာဖြစ်ပြီးအချိန်မီပူဇော်နိုင်ရင်ဆုံးကိုးခွင်အနေနဲ့မကောင်းဆိုးကဆုံးရဲ့တက်ကိုနှုတ်မှာပါ။နောက်ပိုင်းအက်ကဆုံးမရစ်ပလင်ကိုရှာတွေ့ပြီးတူနဲ့ထုခွဲဖြက်စီလိုက်ပါတယ်။ဒီလိုနဲ့ဆုံးမလည်းရစ်မပူဇော်နိုင်တော့ပဲမကောင်းဆိုးကဆုံးမရဲ့ဝိညာဉ်ကိုနှုတ်သွားပါတယ်။ဒီကားကရုတ်တရက်6လက်နာတွေ6ချောင်းစရာတွေတိတ်မပါပါဘူး ါပေမဲ့စုံတက်ကိုတိချာပေါ်ကျူးရိုက်ပြထားတဲ့စကားလေးတကားပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ပိုင်းမှာလဲ The Conjuring နဲ့ Universe 2ရဲ့ Annabelle တို့တနတ်တို့အကြောင်းကိုလဲ ဆက်လက်တင်ဆက်သွားဖို့ရှိတာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးအားပေးကြပါအောင်ခင်ဗျာကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်